မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနကနေထိတ်တန်တရင်များကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြန်မာရွေးကောက်ပွဲကိုအတိမတ်ပြုနိုင်တဲ့အနေအထားမှမရှိဘူးလို့ထိုင်းနိုင်ငံသားရေးဝန်ကြီးပြောတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကော်မရှင်ကျင်းပမဲ့မြန်မာရွေးကောက်ပွဲဟာယုံကြည်စိတ်ချလို့မရတာကြောင့်အတိအမတ်ပြုနိုင်မယ့်အနေအထားမှမရှိဘူးလို့နေပြည်တော်ခရီးစဉ်အပြီးထိုင်းနိုင်ငံသားရေးဝန်ကြီးကဘန်ကောက်မြို့မှာပြောလိုက်ပါတယ်။ လာမယ့်ရွေးကောက်ပွဲပြီးတဲ့နောက်အာနာကိုငြိမ်းချမ်းစွာလွှဲပြောင်းပေးဖို့လဲစေကောင်းဆောင်တွေကိုတိုက်တွန်းခဲ့ကြောင်းထိုင်းနိုင်ငံသားရွေးဝင်ကြီးစီဟာဆက်ဖူအန်ကတ်ကွေကသတင်းထောက်တွေကိုဒီဇင်ဘာ၈ရက်မှာပြောပါရယ်2021ခုနှစ်မှာအာနာသိမ်းမှုကြောင့်ပြည်တွင်းစစ်ဖြစ်နေပေမယ့်လာမယ့်ရွေးကောက်ပွဲဟာငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီစနစ်တို့ပြန်သွားမယ့်အစီအစဉ်ဖြစ်တယ်လို့မြန်မာစေကောင်းဆောင်တွေကခရီးပြုထားပါရယ် ရွေးကောက်ပွဲမတိုင်ခင်စစ်တပ်ကရွေးကောက်ပွဲစန့်ကျင်သူတွေကိုနှိမ်နင်းနေတယ်လို့လူခွင့်ရေးစောင့်ကြည့်သူတွေကပြောကြပြီးလာမယ့်ရွေးကောက်ပွဲဟာစစ်ကော်မရှင်တွေအာဏာဆက်လက်တည်မြဲရေးအကြံစီတစ်ခုဖြစ်တယ်လို့လေးလာသူတွေကပြောထားပါတယ်။စစ်ကော်မရှင်အနေနဲ့သူတို့ထိန်းချုပ်ထားနိုင်တဲ့ဒေသတွေလောက်မှာပဲရွေးကောက်ပွဲတွေကျင်းပနိုင်မှာဖြစ်ပြီးရွေးကောက်ပွဲမကျင်းပနိုင်တဲ့ဒေသတွေအများကြီးရှိနေတယ်လို့စစ်တပ်ကသူတို့မလိုလားတဲ့ပါတီတွေကိုဖျက်သိမ်းတာဒါမှမဟုတ်ရင်ရွေးကောက်ပွဲဝင်ခွင့်တားမြစ်တာတွေလှုပ်ဆောင်နေပါတယ်။မစ္စတာစီဟာဆက်က ဒီဇင်ဘာ9ရက်ကနေပြီးတော့မှမြန်မာစစ်ကောင်ဆောင်ဖျောက်လိုက်တဲ့တွစ်ဆုံခဲကြောင်းနှစ်နိုင်ငံစလုံးရဲ့ဒီဇင်ဘာ10ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြန်မာရွေးကောက်ပွဲဟာလွတ်လပ်မျှတမှုရှိမှာမဟုတ်သလိုယုံကြည်စိတ်ထားရဖို့လည်းမဖြစ်နိုင်တာကြောင့်ထိုင်းနိုင်ငံအနေနဲ့အတိအမှတ်ပြုနိုင်မယ့်အနေထားမှမရှိဘူးလို့မစ္စတာစီဟာဇက်ကအရင်ကလည်းပြောခဲ့မှုပါတယ်။ ဒါပေမဲ့လာမယ့်ရွေးကောက်ပွဲဟာအရေးကြီးတဲ့နိုင်ငံရေးအသွင်ကူးပြောင်းဖို့ဖြစ်လာဖို့နဲ့ဘုံဘူကျေပြန်းတဲ့နိုင်ငံရေးလုပ်ငန်းစဉ်ရဲ့ထစိတ်တပိုင်းဖြစ်လာဖို့ထိုင်းကမျှော်လင့်ကြောင်းမင်းအောင်လိုင်ကိုစီဟာဆက်ကပြောကြားခဲ့တယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံသားရေးဝန်ကြီးရဲ့ဒီဇင်ဘာ9ရက်နေ့ပြီးတော့ခီးစင်အတွင်းစစ်ကော်မရှင်ထိန်းချုပ်ထားတဲ့သတင်းစာမျက်နှာပုံစာမျက်နှာမှာစစ်ကောင်းဆောင်တွေအနေနဲ့လက်ရှိအခြေအနေတွေအရနိုင်ငံရေးဦးဆောင်မှုအပိုင်းကိုစစ်တပ်ကပဲဆက်လက်ထိန်းချုပ်ထားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ တိုင်းဒေသနဲ့ကင်တွေမရှိတော့တဲ့အချိန်မြန်မာနိုင်ငံမှာဒီမိုကရေစီအားကောင်းလာတဲ့အချိန်ရောက်မှာလွတ်တော်အတွင်စစ်တပ်နေရာယူမှုကိုဖြည်းဖြည်းချင်းလျှော့ချသွားမယ်လို့စစ်ကောင်ဆောင်မြောက်လိုင်းကပြောကြားကြောင်းမြန်မာအလင်းသတင်းဆောင်မှာဖော်ပြထားပါတယ်။ဆက်လက်ပြီးစင်ကူမျိုးနယ်ကိုပြန်လည်ရယူရန်အတွက်စစ်ကော်မရှင်ကအင်အားအလုံးရင်ဖြင့်စစ်ကြောင်းများခွဲ၍ထိုးစစ်ဆင်တဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တော်လည်ရစ်တက်များစိုးမိုးထားသည့်စင်ကူးမြို့နယ်အတွင်းသို့စစ်ကောင်မရှင်တက်များအင်အားအလုံးရေတုံ၍ထိုးဖောက်ခွင့်ရောက်နေကြောင်းသိရပါသည်။ဂျမန်နီဒီဇင်ဘာ၈ရက်နေ့ကစင်ကူးမြို့နယ်ရွှေပြည်ကျေးရွာကိုစစ်ကောင်မရှင်တပ်ဖွဲ့များရောက်ရှိလာကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည်။စစ်တပ်ကမတရားနဲ့တပိတ်ချင်းကိုသိမ်းပိုက်ပြီးတဲ့နောက်တော်လည်ရစ်တက်တွေသိမ်းထားတဲ့ဒေသတွေကိုစက်ပြီးထိုးစစ်ဆင်လာတဲ့စင်ကူးမြို့နယ်တဲကတယောပင်ရွာကိုလည်းပြန်သိမ်းသွားပြီးမန္တလေးမိုးကုတ်ကားလမ်းဘက်ကကျေးရွာတွေဘက်ကလည်းစစ်ကြောင်းထိုးတက်လာနေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရတယ်။ ရွှေပြည်ကျေးပေါကိုပြီးခဲ့တဲ့ဒီဇင်ဘာ6ရက်နေ့ကစစ်ကော်မရှင်ဤကင်းထောက်တပ်ဖွဲ့ဝင်တချို့ဝင်ရောက်နေရာယူထားပြီးခြေကုပ်ယူထားခြင်းမရှိဘဲ6ရက်နေ့တွင်တပ်ဖွဲ့ဝင်တင်များထပ်မံရောက်ရှိလာကြောင်းသိရပါတယ်။စစ်ကော်မရှင်ဤစစ်ကြောင်းများမှာအင်အားရနေချီပါဝင်ကြပြီးပလဲအင်းရွာမှထွက်လာသည့်စစ်ကြောင်းနှင့်မရရအနောက်ဘက်ရှိစက်ကျင်ကျေးရွာနှင့်မွေးပုံကန်ကျေးရွာတို့မှထွက်လာသည့်စစ်ကြောင်းနှစ်ကြောင်းတို့ဖြင့်စင်ကူးမြို့နယ်တွင်ကိုထိုးပေါက်ဝင်ရောက်လာကြောင်းသိရပါတယ်။အဆိုပါဝင်ရောက်လာတဲ့စစ်ကြောင်းများကိုစင်ကူးမြို့နယ်တွင်ရှိတော်လရေးတပ်ဖွဲ့များကခုခံကာကွယ်နေပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကစတင်ကစင်ကူဘက်ကိုစစ်ကောမရှင်ကထိုးစစ်ဆင်ရန်ဖြစ်စင်းနေခဲ့ပြီးစကိုင်းနှင့်မန္တလေးဆက်သွယ်ထားသည့်ရတနာတိုင်ခတရားကိုပါမိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။စစ်ကောမရှင်ကဒေါ်လာရစ်တပ်ဖွဲ့များသိမ်းပိုက်ထားတဲ့တပိတ်ချင်းမရီယာတို့ကိုသိမ်းပိုက်ပြီးနောက်စင်ကူမျိုးနယ်ကိုပါအင်အားအလုံးရင်ဖြင့်ထိုးဖောက်ဝင်ရောက်လာပြီးအင်အားရာချီပါတဲ့စစ်ကြောင်းများပြင်တန်ကြက်ကကားများကိုပါတပိတ်ချင်းမျိုးနယ်အတွင်းစစ်အင်အားပြင်ဆင်ထားကြောင်းသိရပါတယ်။တရုတ်နောက်တန်ယောင်လိုက်နေရပြီး ဆေးအုပ်စုသည်တရုတ်အဖော်နိုင်ငံရေးနှင့်စီးပွားရေးအရာဒိုးရွံ့မိခိုးလာနေရပြီး၎င်းတို့ရွေးကောက်ပွဲကိုထောက်ခံအတိမတ်ပြုရေးအားထားနေရပုံကိုဂျပန်နှင့်တရုတ်အခြားပြည်နာကိုတရုတ်ဘက်မှယက်တီကဂျပန်ကိုရှုံချလိုက်ခြင်းဖြင့်ထပ်၍တိတာထင်ရှားလာခဲ့ရသည် နိုဝင်ဘာလ22ရက်နေ့တွင်တရုတ်မှဇန်ညွန်ချပေးထားသောစင်ဝါသတင်းဌာနနှင့်အင်တာဗျူးတွင်စေအုပ်စုပြောခွင့်ရစော်မင်းထွန်းကတို့ချိုသည်တမိုင်းမှသင်ကန်းစာမရသည့်အပြင်အာရှတခွင်၎င်းတို့ကျူးလွန်ခဲ့သည့်ပြစ်မှုများအတွက်နောက်တရခြင်းတာဝန်ယူခြင်းလည်းမရှိဟုရှုံချပြောဆိုသွားခဲ့သည်မိမိတို့သည်တရုတ်တနိုင်ငံဒေသရှိသည့်ဆိုသောမှုကိုဆွဲကင်ထားပြီးထိုင်ဝမ်အရေးကိုပြင်ပဆွတ်ဖတ်မှုမှန်တယ်မျှစန့်ကျင်ကြောင်းပြောဆိုခဲ့သည်ရန်ကုန်ရှိတရုတ်တန်ရုံမှစော်မင်းထွန်း၏အပြောကိုဝမ်တာအာရကြိုးဆိုခဲ့သည်ဟု ဟောင်ကောင်သတင်းစာ South China Morning Post တွင်ပါရှိသည်လေလာသူများကစေအုပ်စုမှထိုးထိုးပြောလာခြင်းသည်အံ့ဩစရာမဟုတ်သည့်အပြင်ဒေသစီမံထားသည့်လုပ်ရက်ဖြစ်သည်ဟုဆိုသည်စေအုပ်စုသည်လာမည့်ရွေးကောက်ပွဲအပြီးနိုင်ငံများ၏အသည့်အမှတ်ပြုခံရဖို့တရုတ်၏အကူအညီလိုနေပြီး၎င်းတို့ဘက်ကလည်းနိုင်ငံတွင်းရှိတရုတ်၏အကျိုးစီးပွားကိုကောက်ွက်ပေးနေရသည်ဟုလည်းဝေဖန်ခဲ့သည် ၎င်းတို့ရှင်တန်ရက်တီနိုင်ရဲ့အတွက်တရုတ်ဤထောက်ခံမှုရရှိရန်တရေရှင်ရေးတများအရေးကြီးသည်ဟုခန့်ယူထားသည့်အတွက်တရုတ်သဘောချဖြစ်ရန်ဘာမဆိုလှုပ်ဖို့ဝင်မလေးချဟုဆိုသည်တခြားလိလာသူတအူးကလည်း၎င်းတို့နှင့်ဆက်ဆံပြီးနိုင်ငံများသည်မဆိုတလောက်သာရှိနေ၍လည်းတရုတ်အပေါ်တိုး၍မိခိုလာနေရခြင်းဖြစ်သည်ဟုဆိုသည်တရုတ်၏ထိုင်ဝမ်အရေးအပေါ်ဆက်ဆက်ထိမခံဖြစ်နေသည်ကိုနောက်ကတန်ယောင်လိုက်နေရသည်ကိုကြည်က၎င်းတို့၏နိုင်ငံသားရေးမူဝါဒသည်လွတ်လပ်ခြင်းမရှိတော့သည့်အထိဖြစ်လာနေသည်ကိုတွေ့ရသည်ဟုလည်းဆိုသည် ပြည်တွင်တွင်တော်လိုင်းရေးအင်အားစုများက၎င်းတို့၏အကျိုးစီးပွားကိုခောက်ခွင်းနေခြင်းသာဖြစ်၍ပြည်သူတို့၏သဘောထားကိုထင်ဟပ်ခြင်းမရှိဟုဆိုကာပေးချခဲ့ကြသည်ဂျပန်သည်မြန်မာအားအကူအညီအများဆုံးပေးခဲ့သည့်နိုင်ငံဖြစ်သည်၎င်းတို့အာဏာသိမ်းပြီးနောက်တွင်သာအကူအညီများရပ်ဆိုင်ခဲ့ခြင်းဖြစ်သည်တရုတ်သည်မြန်မာတွင်ဒေါ်လာ22ဘီလီယံယင်းနှုန်းနှံထားတော်လဲစင်ကာပူထက်နည်းနေဆဲဖြစ်သည် တရုတ်သည်မြန်မာတွင်ဒေါ်လာ22ဘီလီယံယင်းနှိမ့်နှံထားတော်လဲစင်ကာပူထက်နည်းနေဆဲဖြစ်သည်စင်ကာပူကတော့၎င်းတို့အကျိုးစီးပွားများကာကွယ်စောင့်ရှောက်ပါမည်ဟုတခွန်းတလီမျှပေမပြောသည့်အပြင်ဆေးအုပ်စုအားရှေ့တန်းမှစန့်ကျင်ခဲ့သည့်နိုင်ငံလည်းဖြစ်သည်စင်ကာပူအခြေဆိုင် ISEAS Yusor Ishas Institute မှမြန်မာပြည်လက်ရှိစစ်ရေးအနေအထားကိုလေ့လာသုံးသပ်ချက်ထုတ်ပြန်လာခဲ့သည်2025ခုနှစ်တွင်စစ်တပ်သည်စစ်မှုမထမ်းမနေရဥပဒေအပေါ်အခြေခံ၍အနေအချင်းပြန်လည်ထိုးဖောက်နိုင်ခဲ့သည် ထို့သောပြန်လာနိုင်ခြင်းမှာအရက်သားလက်နက်ကိုင်ဖွဲ့များဒရုန်းများကိုပို၍အုံပြူလာခြင်းနှင့်တပ်ဖွဲ့အတွင်းနှင့်တပ်ဖွဲ့အချင်းချင်းဖူးပေါင်းဆောင်ရွက်မှုကိုပုံမမြင့်တင်လာခြင်းတို့ကြောင့်ဖြစ်သည်ဟုဆိုသည်။ကချင်တွင် KIA အဖွဲ့ကနှင့်ဗမော်အောင်ဝင်းရံထားမှုကိုအဆုံးသတ်သွားစေခဲ့သည်။ထိုဒေသသည်ရှားပါမြေသားတပ်ထုများထွက်ရှိနေသည်တရုတ်သည်ယခုနှစ်ဇန်နဝါရီမှစက်တင်ဘာလအတွင်းရှားပါတပ်ထု9200မက်ထရစ်တန်တင်ပို့ခဲ့ရာ93ရာခိုင်နှုန်းသည်မြန်မာမှဖြစ်သည် မဟာဗျူဟာအရအရေးပါသောရက်ခိုင်ပြည်နယ်တွင်၎င်းတို့၏တံပြန်ထိုးစစ်သည်အောင်မြင်မှုမရဘဲဖြစ်နေသည်အင်အားလေးတောင်ကန့်ရှိသောအရက်ကတက်တော်သည်ယခုထိ၎င်းတို့သိမ်းယူထားသော၁၄မြို့ကိုအခိုင်အမာထိန်းချုပ်ထားနိုင်စေဖြစ်ပြီးအေရီယာအခြေဝန်အားဖြင့်ဗယ်ဂျီယန်ထက်ကြီးမားနေသည်ဆေအိုစုသည်တရုတ်နှင့်ရုရှားတို့အားပြဿနာဖြေရှင်းရေးထံ၎င်းတို့အားသာလာအောင်သာအားကိုးနေစေဖြစ်သည်ကိုတွေ့နေရသည်လက်ရှိဆေအိုစုသည်နိုင်ငံ၏၂၀၃၀ရာခိုင်နှုန်းသာအခိုင်အမာထိန်းချုပ်ထားနိုင်စေဖြစ်သည်ဟုဆိုသည် လန်ဒန်ရှိမြမစည်ရီအနေထားကိုလေ့လာနေသည့်အလန်ရောဖင်ဆန်ကစစ်တပ်သည်တနိုင်ငံလုံးကိုပြန်ရဖို့ဆိုသည်ကညီတို့များဖြစ်နိုင်ွယ်မရှိဟုဆိုသည်ပြင်ပမှအလွန်အကျွံပန်ပိုးလာခြင်းတော်လန်ရေးအဖွဲ့စည်းများဖြိုကွဲသွားခြင်းတို့ထွက်ပေါ်လာမှသာဖြစ်နိုင်ခြင်းရှိသည်ဟုနီကီအေရှားရီဗျူးတွင်ရေးသားထားသည်အိန္ဒိယတွင်တတိပြုရမည်ကလက်ရှိဒေါ်လာရေးကိုဥဆောင်နေသောအမျိုးသားညီညွတ်ရေးအစိုးရအားစီလိုအပေါ့ရှာပြစ်တင်ဝေဖန်နေမှုများသည့်သာထိုအနေထားရောက်အောင်တွန်းပို့နေသလိုဖြစ်မည်ဆိုသောအချက်ပင်ဖြစ်သည် အကဲ၍ PDF တရင်များတဲ့မှတရင်တရင်လက်နဲ့ချသွားသည်ဆိုကအဘယ်သို့ခန်းစားကြရပြီမည်နည်းဒေါ်လာရေးကိုနိုင်တလောက်ကူပါအပြုသဘောအကြံပေးပါတင်းကြောင်တော့မီးမလောင်ပါစေနဲ့ဟူသာသတိပေးလိုပါတယ်လက်နဲ့ကင်ဒေါ်လာရေးတစ်ခုတည်းအားကိုး၍မရပြည်သူတို့ပူးပေါင်းပါဝင်လာဖို့လိုအပ်သည်ဆိုကဒေါက်တာတေစာဆန်ဦးဆောင်သောဒီမိုကရေစီလှုပ်ရှားသူများကမန္တလေးစည်းကြိုတဝိုက်လှည့်လည်လှုံ့ဆော်ခဲ့ကြသည်မြောက်လိုက်ပြင်းဦးလွင်မှမန္တလေးသို့ရောက်လာစဉ်ချိန်ကိုက်လှုပ်ရှားခဲ့ခြင်းဖြစ်သည် အသက်36နှစ်ရှိဒေါက်တာတေစာဆန်းအောင်ဖမ်းမိရန်တရင်ပေးနိုင်သူကိုစုငွေချက်၁၀သန်းပေးမည်ဟုစေအုပ်စုက ကြေညာထားခဲ့သည်ဒေါက်တာတေစာဆန်းမှာတဆက်ထိဆိုသလိုစေုပ်စုရွေးကောက်ပွဲအားဖြီးသူတရက်လုံးမှဆန့်ကျင်ကြောင်းကဘာသူအတီပေးသည့်အနေဖြင့်ဒီဇင်ဘာ၁၀ရက်နေ့တွင်တနိုင်ငံလုံးအတန်တိတ်တပိတ်ဆင်နွှဲရက်လေလက်ကမ်းစာရွက်များဖြန့်ဝေကောင်းလှုံ့ဆော်သွားခဲ့သည်လှုံ့ဆော်လာပြီးဆိုမှတော့ဖြစ်အောင်လုပ်ရတော်မူသို့မဟုတ်ကောင်၎င်းတို့ရွေးကောက်ပွဲကို ထောက်ခံနေတဲ့အောင်အတိတ်ပဲဖွင့်လာနိုင်သည့်အနေရရှိသည် ကျူဘာအနာရှင်အားအမေရိကန်တို့အခိုင်အမာထောက်ခံနေသည့်ကြားမှာဒေါ်လာရေးနှစ်နှစ်သုံးနှစ်အတွင်းအောင်မြင်သွားခဲ့ခြင်းသည့်ပင်လက်နက်ကိုင်ဒေါ်လာရေးတစ်ခုတည်းကြောင့်မဟုတ်အဖွဲ့အစည်းပေါင်းစုံညှိနှိုင်းမှုမျိုးကြီးများရှိလူမှုလှုပ်ရှားမှုနဲ့ဟန်ချန်ညီညီအကောင့်ထဲပို့နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။